မင်းသမီးတွေဒိဋ္ဌိကျဲမင်္ဂလာဆောင်နေကြချိန်မှာမြန်မာထုတ်တန်းစင်လာတိုင်းတခန့်တနာကျင်းပလိုက်တဲ့မြန်မာဩဘာသားမင်္ဂလာဆောင်ကေပရိသတ်ကြီးတို့ခုရက်ပိုင်းတွင်ပရိသတ်တွေကြားတော်လေးရေပန်းစားနေတာကတော့ဖြစ်ပိတ်တဲ့ချင်းပြေးနေမင်္ဂလာဝန်းဆက်ပြေဆောင်ကိုချုပ်လုပ်ထားခဲ့တဲ့မြန်မာဩဘာကော်မတီပိုင်ရှင်ရဲ့အကြီးဆုံးသားမင်္ဂလာဆောင်ပဲဖြစ်ပါတယ်။အားလုံးဒီကြားရဲ့အတိုင်းတီဗီရုပ်ရှင်တွေစပေါ်ချိန်မှတွေကရုပ်မြင်သံကြားတွေမှာမြန်မာဩဘာကျညာတွေကိုဆက်မပြတ်တွေ့ကြရပြီးအခုချိန်ဒီအောင်မြင်မှုတွေကိုထင်းထင်းထားနိုင်တဲ့မြန်မာဩဘာကော်မတီတွေကတော့ ဘလို့အချက်တွေကြောင့်ခုလိုမျိုးရပ်တည်နိုင်ခဲ့လဲဆိုတာကိုမင်းလာတပွဲကိုကြည့်ပြီးတော့ခံမှန်းလို့ရှာနေခဲ့ပါပြီမြန်မာရင်ကျေးမှုလုံနေဆင်လာကိုစင်စက်မပြတ်လေးထားခဲ့သူတွေကတော့အချို့သောမင်းသားမင်းသမီးတွေကြီးကြီးတဲ့မင်္ဂလာဆောင်နေတဲ့ချိန်မှာမြန်မာရင်ကျေးမှုထုံနှဲဆင်လာတိုင်းရင်ကျေးမှုတွေပြုလုပ်ခဲ့တယ်လို့အေဂျင်မီချက်တည်ရဲ့ရှေလုံးနဲ့ပွဲတစ်ခုအဖြစ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။မြန်မာအဘကုမ္ပဏီရဲ့စကန်သူတယောက်ဖြစ်ပေမဲ့လည်းနည်းနည်းလေးမှမြန်မာနာမရှိပဲတီတီငိမ့်နဲ့ချက်တည်ရဲ့ရှေလုံးနေခဲ့တဲ့ပြင်စင်ပေါ်ကနေဆင်လာတဲ့အခါမှာလည်း ဖနက်တီချုပ်ပြီးတော့ရိုသေပေးခဲ့တာကြောင့်ပြည်သက်တွေကြားပြောစရာဖြစ်နေကြတာပါဘလို့ပဲဖြစ်ဖြစ်ပါခုလိုမျိုးကြီးတဲ့ချမ်းသာတဲ့တထေတိုင်းထင်းတိုင်းကျဲလို့ရတဲ့အချိန်မှာသူတို့ရဲ့ရွေးချယ်မှုကတော့မြန်မာရင်ကျေးမှုပြည့်စုံကိုချပြပေးခဲခဲနနာကျင်းပခဲ့တာဆိုတော့တကယ်ကိုမှအမကန်ပါပဲရှင်